မင်းရဲ့အောင်မြင်မှုကိုတိတ်တဆိတ်တတ်နေတဲ့အမားခွနကိုအားလုံးပဲမင်္ဂလာပါအောင်မြင်မှုရဲ့တော့ချက်ကအကြီးအချင်းစကေးလို့ဖြစ်နေလားစာတီဖိကိတ်တွေဒီဂရီတွေစုနေတာက အောင်မြင်မှုလို့ထင်နေလား အဲ့ဒါဆိုရင်တော့သင်ဟာအကြီးကြီးမှားနေပြီကျွန်တော်က CEO Coach and Master Trainer တယောက်ပါ နှစ်ပေါင်းများစွာထိတ်တန်း CEO တွေလုပ်ငန်းရှင်တွေလူငယ်တွေကို လေ့ကျင့်ပေးလာတဲ့ကျွန်တော်ရဲ့အသွေးအကြုံအရာတစ်ခုတည်းသောအမှန်တရားကိုပြောပြပါမယ်။တင့်မှာဘယ်လောက်ပဲကောင်းတဲ့အခြေအချင်းတွေ ရှိနေပါစေ တင့်မှာဘလောက်ပဲကောင်းတဲ့ idea တွေရှိနေပါစေ။အဲ့ဒီအရေးအချင်းတွေ idea တွေကိုတန်ဖိုးရှိအောင်တင်ပြနိုင်တဲ့ communication skill မရှိရင် အလကားပါပဲ။ဒီနေ့ကျွန်တော်ဟာတင့်ရဲ့အိမ်မက်တွေတင့်ရဲ့အောင်မြင်မှုတွေကိုတိတ်တဆိတ်တတ်နေတဲ့တင်ကိုယ်တိုင်တတိမထားမိတဲ့မမြင်ရသောရန်သူအကြောင်းကို ဖော်ထုတ်ပြသသွားမှာဖြစ်ပါတယ်။ ဒီပေါက်ကတ်ဆုံးသွားတဲ့အခါအဲ့ဒီဂျန်သူကိုဘယ်လိုတိုက်ရမလဲစွတ်တဲ့လက်နက်ကို သင်ပိုင်ဆိုင်သွားစေရပါမယ်အသက်16ကနေ30ကြာဒီအရွယ်ကမုံတိုင်းထန်တဲ့ပင်လယ်ထဲမှာကိုယ်လေကို ကိုယ်တိုင်လှော်နေရသလိုပဲအကြီးအချင်းတွေဖြည့်တယ်မအေးပဲကြိုးစားတယ်ဒါပေမဲ့မီဒီယံတွေမှာကိုယ့်အိုင်ဒီယာကိုပြောပြတယ် ဒါပေမဲ့ဘယ်သူမှ စိတ်ဝင်စားတဲ့ပုံမပြဘူးကိုကို အရာမထင်တဲ့လူတယောက်လိုခံစားနေရလားပိုကစေတနာနဲ့ပြောလိုက်ပေမဲ့တစ်ဖက်လူက အထင်လွဲသွားတယ်နားလည်မှုလွဲမှားမှုတွေကြောင့်အဖွဲအစည်းထဲမှာတငယ်ချင်းတွေကြားမှာအများတန်းရှင်းပြနေရလို့မောပန်းနေပြီလားအလုံးမာရောပိုပိုင်ဆက်ဆံရေးမှာပါကြေတနာတွေတက်တယ် အတိတ်ကအကြောင်းအရာတွေပြန်ပါလာပြီး အဆုံးမတတ်နိုင်တဲ့တန်တရာတွေထဲမှာလည်နေရသလိုခံစားနေရလားဒီနာကျင်မှုတွေရဲ့တရားခံကတင့်ရဲ့အကြီးအချင်းမဟုတ်ဘူးတင့်ရဲ့ကြိုးစားမှုမဟုတ်ဘူးတရားခံကတင်ဆက်တွေပြောဆိုတဲ့ပုံစံမှာရှိနေတာပါကျွန်တော် case study နှစ်ခုကိုဥပမာပေးပြီးပြောပြရှင်းပါတယ် story 1အောင်အောင်ဆိုတဲ့အရန်တော်တဲ့ diploma ကောင်လေးတယောက်ရှိတယ်သူကကုတ်ရေးတဲ့နေရာမှာ special လစ်ပဲတနေ့မှာသူ့ရဲ့ project manager ကအောင်အောင် user တွေက app ရဲ့ဒီနေရာလေးကိုနည်းနည်းစုတ်တယ်လို့ feedback ပေးကြတယ်ငါတို့ပိုချင်းအောင်လှုပ်လို့ရမလားလို့အကြံတောင်းတယ်အောင်အောင်ကစကားမဆုံးခင်ဆက်ချင်းပဲ ဒါကအကောင်ဆုံးဒီဇိုင်းပဲသူတို့မတုံးတက်သေးတာနေမှာပါဆိုပြီးကာကွယ်ပြောလိုက်တယ်သူမန်နေဂျာပြောကျင်တဲ့စေတနာယူဆာတွေရဲ့တကက်လိုအပ်ချက်ကို နားမထောင်ခဲ့ဘူးဘာဆက်ဖြစ်သွားလဲသိလားမန်နေဂျာကသူ့ကိုအကြံပေးလို့မရတဲ့အတကြီးတဲ့သူလို့မြင်သွားတယ်နောက်ပိုင်းအရေးကြီးတဲ့ project တွေရဲ့ အတိကဆုံးချက်ချက်ဆတဲ့နေရာမှာ သူ့ကိုစံလက်ထားတော့တဲ့အောင်အောင်ကအရေးအရှင်ရှိပေမဲ့သူ့ရဲ့ကာကွယ်ပြောဆိုတတ်တဲ့အကျင့်ကြောင့်သူ့ကယ်ရီယာတက်လန်းတက်လန်းဟာအဲ့ဒီနေရာမှာတန်းရက်တန့်သွားခဲ့တဲ့ဒုတိယကမတ်မေမြတ်မတ်မေမြတ်ကကိုပိုင်လုပ်ငန်းစဖို့အိမ်မက်ကြီးကြီးနဲ့ကောင်းပါလေသူဟာ ယင်းဒီမြုပ်နှံသူ investor တယောက်နဲ့တွေ့ခွင့်ရခဲ့တယ်။ investor ကသူ့ရဲ့ business plan ကိုကြည့်ပြီးစေတနာနဲ့ market ကပြန်ဆိုင်မှုများတော့ဒီ plan အတိုင်းဆိုရင်နည်းနည်းပြင်းမှန်းနိုင်တယ်နော်လို့ထောက်ပြတယ်။မမေများက investor ဟာသူ့ကိုတိုက်ခိုက်နေတယ်။သူ့ idea ကိုမကြိုက်ဘူးလို့ကောက်ချက်အစောတလင်ဆွဲလိုက်တယ်။ ဆက်ချင်းပဲစိတ်ခံစားချက်နဲ့ကျမပလန်ကပါဖက်ဖြစ်ပါတယ်ဒီမာကတ်အကြောင်းကို ကျမအတိဆုံးပဲဆိုပြီးမာမာထန်ထန်ပြန်ပြောမိတယ်တကယ်တော့ investor ကသူ့ပလန်မှာ ရှိနိုင်တဲ့အားနည်းချက်ကိုဘယ်လိုပြင်ဆင်ထားလဲဆိုတာကိုသိချင်ခဲ့တာပါမမေမြတ်ရဲ့တုံ့ပြန်မှုကြောင့်သူ့ကိုတင်ပြလို့မရတဲ့သူလို့ တတ်မှတ်ပြီးယင်းဒီမြုပ်နံဖို့လက်ဆောင်သွားခဲ့တယ်အမားတစ်ခုတည်းနဲ့သူ့ရဲ့အိမ်မက်အကြီးမားဆုံးအခွင့်အရေးစုံချုံသွားခဲ့တယ်ဒီလိုအဖြစ်ဆိုးတွေတင်းဘဝမှာမဖြစ်စေခြင်းမူဆိုရင်ဒီ solution တွေကို အခုချက်ချင်းသုံးရမယ်ဒါတွေကကိညာအကြီးမားဆုံးလက်နက်တွေဖြစ်လာလိမ့်မယ်နံပါတ်၁ ကားပြောမဲ့ပါဇက်ကိုပိနားထောင်မဲ့နားကိုဖွင့်ပါ တဖက်လူစကားပြောနေတော့မှကိုဘာပြန်ပြောရမလဲစတာကို မစင်စားပါနဲ့သူ့ရဲ့စကလုံးတွေနောက်ကခံစားချက်နဲ့ရည်ရွယ်ချက်ကို နားထောင်ကြည့်ပါကျွန်တော်သုံးတဲ့တက္ကနစ်တစ်ခုက3စက္ကန့်နေရာမှာ3စက္ကန့်လိုပါ သူတို့စကားဆုံးသွားရင် ချက်ချင်းပြန်မပြောပဲစိတ်ထဲကနေတင်းနှစ်သုံးရေပြီးမှပြန်ပြောပါအဲ့ဒီသုံးဆက်ကန်ကတင့်ကိုအမားတွေကနေကဲတင်ပါလိမ့်မယ်နံပါတ်1လူကိုမတိုက်ခိုက်နဲ့စေတနာကို တိုက်ခိုက်ပါ မင်းကြောင့်ဖြစ်တာ နင်ကအမြဲတမ်းဒီလိုပဲဆိုတဲ့စကလုံးတွေ အစားငါတို့ဆိုတဲ့စကလုံးကို သုံးပါငါတို့ဒီပြဿနာကိုဘယ်လိုအတူတူဖြေရှင်းကြမလဲငါတို့ဒီကိစ္စကိုဘယ်လိုပိုကောင်းအောင်လုပ်နိုင်မလဲကြေညာကိုတင်တို့နှစ်ယောက်ရက်ဘုံရန်သူအဖြစ်သတ်မှတ်လိုက်ပါနံပါတ်3ငါမှန်တယ်ဆိုတဲ့စိတ်ကိုဖြောက်ပါတဖက်လူကတင်ကို ထောက်ပြဝေဖန်လာတဲ့အခါခုခံကာကွယ်မဲ့အစားတည်ခြင်းစိတ်နဲ့တုံ့ပြန်ပါဒါကဘာကြောင့် ဒီလိုထင်တာလဲစွတာကိုကျွန်တော်ကိုနည်းနည်းပူရှင်းပြပေးပါလားလို့မေးကြည့်ပါ သင်ဟာတင်ယူစင်စိတ်ရှိကြောင်းကြားသားလိုက်တာနဲ့တဖက်လူကတင့်ရဲ့မဟာမိတ်ဖြစ်လာပါလိမ့်မယ်နံပါတ်၄မမြင်ရတဲ့စကလုံးတွေကိုဖတ်ပါ communication ရဲ့60ရာခိုင်နှုန်းကျော်ကစကလုံးတွေမှာမရှိပါဘူးကိုနေဟန်တာ body language မှာရှိပါတယ်။သူမျက်လုံးလွှဲနေလား၊သူ့လက်တွေကတင်းကျပ်နေလား၊သူ့အတန်ကတုန်နေလား၊ဓာတ်တွေက စကလုံးတွေထက်ပိုအမှန်တရားကိုပြောပြနေပါတယ်။ဓာတ်တွေကိုဖတ်တတ်သွားတာနဲ့သင်ဟာ လူတွေရဲ့စိတ်ကိုဖတ်တတ်သွားသလိုပါပဲ။နောက်ဆုံးအနေနဲ့မှတ်ထားပါ သင်ရဲ့အောင်မြင်မှုက သင်ဘလောက်တော်လဲဆိုတဲ့အပေါ်မှာ90ရာခိုင်နှုန်းပဲမူတည်တယ်။ကြံတဲ့90ရာခိုင်နှုန်းကသင်ထက်တော်တဲ့အခြားသူတွေနားလည်အောင်လက်ခံအောင်ဘယ်လိုပြောဆိုဆက်သွယ်နိုင်မလဲဆိုတာပေါ်မှာမူတည်နေတယ်။ဒါကြောင့်ဒီပေါက်ကပ်ကြီးတာနဲ့ share link တစ်ခုပေးချင်ပါတယ်။သင်ရဲ့အနည်းဆုံးလူတစ်ယောက်မိသားစုဝင်တငယ်ချင်း love for campaign နဲ့ စကားသွားပြောပါဘာမှအရေးကြီးတာပြောကြရမလိုဘူးသူစကားကိုပဲတကယ်နားထောင်ပေးဖို့စူးစမ်းကြည့်လိုက်ပါ ခုနကကျွန်တော်ပြောသွားတဲ့သုံးစကားညမှာကိုတုံးကြည့်ပါဘာပဲထူးခြားသွားလဲစတာကိုကိုပါတာသတိထားကြည့်လိုက်ပါတင်တို့ကြုံခဲ့ဖူးတဲ့ communication အလွဲအမှားအတွေ့အကြုံတွေ ဒီနီလန်းတွေကိုတုံးကြည့်လို့ဘာတွေတိုးတက်လာလဲဆိုတာကိုဒီဗီဒီယိုရဲ့အောက်ကကွန်မန့်မှာရေးပြီးမျှဝေပေးပါ အားလုံးရဲ့ကွန်မန့်တွေကိုကျွန်တော်ကိုယ်တိုင်ဖတ်ပြီးအကြံပေးသွားပါမယ်ကျွန်တော်ကတင့်ရဲ့ CEO Coach and Master Trainer ပါနောက်ရက်မှာ အောင်မြင်မှုရဲ့နောက်ထပ်လေးဝက်ချက်တွေ လေးဝက်ဆက်တွေနဲ့ပြန်လာခဲ့ပါမယ်။အောင်မြင်မှုရဲ့လမ်းကြောင်းပေါ်မှာသင်တယောက်တည်းရှိနေတယ်မဟုတ်ဘူးဆိုတာအမြဲတမ်းသတိရပါ။အားလုံးပဲကုလတ်ပါ။နောက်ရက်မှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်။ပိုင်ပါ။